opportunity for ASEAN All Stars. They've opened the scoring. Pamela Kamala. အဲ့ဒီ decision ကဘောလုံးမတယောက်အတွက်အရန်ရေးကြီးတဲ့ decision. အဲ့တော့သူခုနပြောသူပွဲဟိုလဲနိုင်ကျင်နဲ့တခုလုံးပြမယ်လို့တွေးထားတယ်။နမန်းနေစဝင်သွားပြီးဘောလုံးကစားမှုပေါ်မှာနေရာယူမှုပေးပို့မှုအားလုံးကိုလည်းအကောင်းဆုံးလုပ်ထားနိုင်တယ်။နောက်ဆုံးမတွေ့ဘူးဟုတ်တယ်။နောက်ဆုံး decision ပေါ့နော်။ပေးလိုက်တဲ့ဘောလုံးကလည်းအရန်တော်ပေးလိုက်တဲ့လူကိုလည်းချီးကျူးပါတယ်။တော်တော်ကောင်းတယ်။ တော်တော်ကြီးကိုအနေထားဒီဂျားတဲ့ပတ်ဂျားတဲ့ပတ်ပေးလိုက်တဲ့ဥစားကွတိကိုပဲမမောင်းလွင်းစီရောက်တယ်မမောင်းလွင်းနောက်ဆုံးကနေရာယူမှုကလည်းကောင်းတယ်ဒဇယ်ရှင်ချလိုက်တဲ့ဥစားကလည်းတေးကြတယ်ဝမ်တက်စ်ပဲအဲ့ဒီသူ့အတင်မဟုတ်ဘူးပေါ့နော်အဲအာဩစတာတတင်းလုံးလည်းအဲ့ဒီကကစားသွားတာလေးကတော်တော်လေးကောင်းတယ်ဟိုဘောလုံးမရှိတဲ့အချိန်မှာရောဘောလုံးရှိတဲ့အချိန်မှာရောပေါ့နော်ကစားသွားတာလေးကတော်တော်ကောင်းတယ်နောက်ပြီးတော့အဲ့ဒီဩစတာမှာရှိတဲ့ player တွေအားလုံးကလည်းရှင်းပြောရရင် confidence ရှိကြတယ်လုံးဝမရှိရင်ပါဘူး င်းကိုကျွန်တော်တို့ခုနဟိုကျွန်တော်ပြောဘူးခဲ့ဘူးပါတယ်မမောင်လင်းကိုခုနပြောကျွန်တော်တို့ဇာစသွားတယ်ကသူ့မှာကျွန်တော်တို့ကျွန်တော်တို့သိရတယ်ကွာအရေးချင်းလေးသူ့မှာဘောလုံးနဲ့ပတ်သက်တဲ့အရေးချင်းမှလည်းသူ့မှာအားလုံးရှိတယ်ဆိုတော့တူဒီတစ်ချိန်ခုနပြောဆိုပါတော့အမြင့်တနေရာရောက်မယ်လို့ကျွန်တော်မျှော်မှန်းခဲ့မျှော်မှန်းတဲ့အတိုင်းပဲသူဖြစ်ကြတာလေတော့ဒါပေမဲ့အဲ့ဒီလိုကျွန်တော်တို့ကမျှော်မှန်းမယ်သူကိုယ်တိုင်ကဘောလုံးကိုမကြိုးစားမဲနဲ့ခုနပြောလှုပ်လို့တော့မရအောင်အဲ့တော့ तू ဒီနေရာရောက်တယ်ဆိုရင်မဲ तू ကိုယ်တိုင်တေချာအမြဲတမ်း ီဘောလုံးနဲ့ပတ်သက်တာကိုစူးစမ်းပြီးပြင်ဆင်နေရတဲ့ဥစ္စာမရှိလို့မဖြစ်ဘူးအဲ့တော့ तू တေးကြလဲကျွန်တော် तू ဘောလုံးနဲ့ပတ်သက်ပြီး तू အမြဲတမ်းပြင်ဆင်ပြီးတော့လုပ်နေတဲ့အတွက်ဒီလိုမျိုးနာမည်တစ်ခုထွက်လာတာပေါ့နော်ငကူတွေကလည်းအခြေခံကလည်းရှိတယ်ဆိုတော့ပို့ပြီးတော့ကောင်းလာတာပေါ့မှန်ပါတယ်ဟိုဟာဒီလိုပါဝင်မှုဟာလေ तू လိမာလေသူတို့ကစားတဲ့လိမာတိုင်းတာတစ်ခုတည်း तू quality လုတ်ပြထားနိုင်မှာဒါရွေးမှာလေဟောကျွန်တော်ဥစ္စာများ all star ရွေးတယ်ဆိုတာက ဟိုနာမည်ရှိလို့ရွေးလို့လည်းမရဘူး quality လည်းကောင်းအောင်ပါအဲ quality तू မပြထားနိုင်ရင် तू ရွေးခံရမှာမဟုတ်အဲ့တော့ तू တေချာတယ် तू လိမှာလည်းတိုင်းတာဟို quality ခြေစွမ်းလေးပြထားတဲ့အတွက်ဒီဘက်မှာပါဝင်ဝင်ရတယ် ဲ့တော့ပါဝင်ခဲ့ရတဲ့အချိန်မှာသူထပ်ပြီးတော့လှုပ်ပြသွားနိုင်တယ်ဆိုတော့အတိုင်းတက်လုံပေါ့နော်ကျွန်တော်တို့နီးကျွန်တော်တို့တွေ့ကြုံနီးပြဆိုင်နဲ့ကျွန်တော်တို့ဟိုကជីကြမယ်ဆိုလို့ရှိရင်သူဘောလုံးကိုနံပါတ်1သူကြီးစပြီးတော့ဒီရည်ရွယ်ကွင်းထဲဝင်သွားတယ်သူတခုလှုပ်ပြကျင်တယ်ပေါ့နော်အဲ့စိတ်ထဲမှာသူရှိရှိနေတယ်ရှိနေတာတွေ့ရတယ်နံပါတ်2ချက်ကသူဘောလုံးကိုကစားနေတဲ့အချိန်မှာအမြဲတမ်းသူကိုယ်သွင်းမှုတို့မျောလင့်နေတဲ့အပိုင်းရှိအဲ့တော့ကိုရရဲမှုတဲ့အပိုင်းမှာလည်းကြီးလိုက်တဲ့အခါကျတော့ သူဘောလုံးတစ်ပတ်သူ့အသင်းရဘောလုံးရတဲ့အချိန်မှာသူ့ရဲ့နေရာယူမှုအမှတ်၁နေရာယူမှုပေါ့နော်အကောင်းဆုံးအနေထားမှာရှိနေတယ်အောက်ဆိုင်မှာဖြစ်တဲ့နေထားမှာရှိတယ်သူနေရာယူထားတယ်ဘောလုံးကိုလည်းသူသူ့စီလာတော့မယ်ဆိုတာကိုလည်းသူမျောလင့်ထားတယ်မျောလင့်ထားတယ်အဲ့မျောလင့်ထားတဲ့အတိုင်းပဲသူပြင်ဆင်တာဘောလုံးရောက်လာတဲ့အချိန်မှာနောက်ဆုံး decision ချရတာဖမ်းမလားကန့်မလားအဲ့ decision ကဘောလုံးသမားတယောက်အတွက်အရန်ရေးကြီးတဲ့ decision ပါ ဲ့တော့သူကနပြောသူအဲဟိုလည်းနိုင်ကျင်တဲ့တခုလုံးပြမယ်လို့တွေးထားတယ်။နမန်းနေစဝင်သွားပြီးတော့ဘောလုံးကစားမှုပေါ်မှာနေရာယူမှုပေးပို့မှုအားလုံးကိုလည်းအကောင်းဆုံးလုပ်ထားနိုင်တယ်။နောက်ဆုံးမတွေ့ဘူးဟုတ်တယ်။နောက်ဆုံး decision ပေါ့နော်။ပေးလိုက်တဲ့ဘောလုံးကလည်းအရန်တော်ပေးလိုက်တဲ့လူကိုလည်းချီးကျူးပါတယ်။တော်တော်ကောင်းတယ်။တော်တော်ကြီးကိုအနေထားဒီဂျားရဲပတ်ဂျားရဲပတ်ပေးလိုက်တဲ့ဥစ္စာကွတီကိုပဲမမောင်လွင်းစီရောက်တယ်။မမောင်လွင်းနောက်ဆုံးကနေရာယူမှုကလည်းကောင်းတယ်။ decision ချလိုက်တဲ့ဥစ္စာကလည်းတေးကြတယ် one touch ပဲ။ slipped through brilliantly and a real opportunity for AC and All Stars. They've opened the scoring. Wang Wang Luin. A brilliant ball through to find the number 11. အဲ့တော့အဲ့ဒီနေရာကအရန်ရေးကြီးတဲ့နေရာလေအရန်ရေးကြီးတဲ့နေရာဆိုတော့သူဆုံးဖြတ်ချက်ပေါ့နော်ဆုံးဖြတ်ချက်ကအရန်ရေးကြီးတယ်ဖမ်းလိုက်မယ်ဆိုလို့ရှိရင်ဒါတမျိုးမျိုးဖြစ်သွားနိုင်အဲ့တော့သူဘောလုံးနေရာယူမှုရယ်ပြင်ဆင်ထားမှုရယ်သူနောက်ဆုံးဆုံးဖြတ်ချက်ကအဲ့ဆုံးဖြတ်ချက်ချပြီးတဲ့အချိန်မှာကျတော့ ဟိုနီးစနစ်ပါသွားရတက်ဟိုပါနီးစနစ်ပါပါတွန်းလာတေချာကန်တက်ကက်ကိုသွားတဲ့ဥစ္စာလေးပေါ့နော်အဲ့ဒါရဒစရင်ချတာလည်းကောင်းတယ်နောက်ဆုံးတက်ကက်ကိုသွားတာလည်းကောင်းတယ်ပေါ့နော်အဲ့ဒီအတွက်ဟိုချက်ချင်းဟိုကိုရသွားတယ်ပေါ့နော်အဲတေချာလာတခုကကျွန်တော်တို့ကသူကပြင်ပမှာထွက်ကစားနေတဲ့အတွက် ူတဲ့ကစားတဲ့ကလပ်အသင်းတွေအားလုံး opponent တွေအားလုံးကတော့ဟို level တစ်ခုတော့မြင်ညာပါပဲလေ level တစ်ခုမြင်ညာပဲ level တစ်ခုမြင်တာဖြစ်တဲ့အတွက်သူပွဲမှာကြာ confidence ပေါ့နော်သူရဲ့ယုံကြည်မှုအဲ့ဒါမျိုးတွေကခုနပြောဆိုဒီလိုလာတဲ့အချိန်မှာဘောလုံးရှားတဲ့အချိန်မှာသူဘာလုပ်ရမလဲဆိုဆုံးဖြတ်ချက်ပေါ့နော်ဆုံးဖြတ်ချက်ကဟို confidence လည်းရှိရှိနဲ့ဆုံးဖြတ်ချက်ကစားသွားတယ်အဲ့ဒီသူ့အသင်းမဟုတ်ဘူးပေါ့နော်အာ All Star တစ်သင်းလုံးလည်းအဲ့ဒီကကစားသွားတာလေးကတော်တော်လေးကောင်းတယ်ဟို ဘောလုံးမရှိတဲ့အချိန်မှာရောဘောလုံးရှိတဲ့အချိန်မှာရောပေါ့နော်ကစားသွားတာလေးကတော်တော်ကောင်းတယ်။နောက်ပြီးတော့အဲ့ဒီ All Star မှာရှိတဲ့ player တွေအားလုံးကလည်းရှင်းပြောရင် confidence ရှိကြတယ်လုံးဝမရှိဘူး။တဲဟို1-0နဲ့နိုင်သွားပြီးတဲ့အချိန်မှာတစ်ဖက်က pressure ပေးတဲ့အချိန်မှာတော့မှသူတို့ဘောလုံးရတဲ့အချိန်မှာ pressure ပေးတဲ့အချိန်မှာစုစည်းနဲ့ပြန်ခန့်တယ်ဂွန်ဘေးအောင်ပြန်ခန့်တယ်ပြီးတော့သူတို့ဘောလုံးရတဲ့အချိန်မှာတော့မှတီတီတနက်လေးပြန်သွားတာလေးဟိုတွေ့ရတယ်ပေါ့နော်အဲ့ဒါကြီးခုနပြောဆို confidence ရှိတဲ့ဥစ္စာပေါ့နော်ပြန်ပါမှထွက်ကစားရတဲ့ဥစ္စာလေးတွေနဲ့အဲ့ဒါကြောင့်မလို့ ကျွန်တော်တို့ထင်တာပေါ့နော်အဲကျွန်တော်တို့ကြည့်ရတဲ့ပုံစံတော့တော်တော်လေးကိုစနစ်တကျလေးကိုတော်တော်လေးကိုစီစဉ်လာတာပေါ့နောက်ဆုံးရှင်းပြောပလေးသက်စိတ်ဝင်ဆောင်ဖလားပေးတာအစပေါ့နော်ဖလားပေးတာဆိုအဲ့လိုမျိုးလေးလှုပ်တာလားတွေ့ရတယ်။ငါတေချာလေးပြင်ဆင်လာတယ်။အဲ့တေချာလေးပြင်သူတို့ပြင်ဆင်ထားသလိုပဲကစားတဲ့အသင်းတွေအားလုံးကလည်းခုနပြောလို့မန်ယူနဲ့သူကျွန်တော်ထင်တယ်လေးလေးသာသာကစားလာတယ်တွေ့ရတယ်။လေးစားကစားတယ်သူတို့လည်းကိုးရကျင်တဲ့အနေအထားလေးမှာ ဟိုဟာဖြစ်တယ်ပေါ့နော်တော်တော်လေးကို PPC တွေကစားတယ်ဒါပေမဲ့ဂိုးတော့မရအောင်ဒီဘက်ကအတင်းရလဲခုနပြောသူပေါ့နော်ဟိုပြင်ဆင်မှုအပိုင်းနေရလဲဟိုဘက်ကပြန်ပွဲချင်းမဟုတ်တဲ့ပြင်ဆင်လို့ဒီဘက်ကအတင်းနေအားလုံးကလည်းတကယ်ပြင်ဆင်ထားတာလေးတွေ့ရတယ်ဆိုတော့စူပလားတွေပါတော့မပေးလာတယ်ဆိုတော့ဒါတော်တော်လေးကိုပြင်ဆင်ထားတဲ့အပိုင်းတော့မြင်ရတယ်အခုလက်ရှိဗန္ဓမကျွန်တော်တို့ဒီကထွက်သွားလဲကျန်တော့ရိုးရရတော့ဖြစ်တာပေါ့နော်သူ့ကိုပွဲလေးတွေကြည်တယ်သူပြန်လာတဲ့ဥစ္စာလေးတွေမြင်ရတာလေးအခုနောက်ဒီအနည်းဆက်ဆုံးဒီမှာလေးလောက်ပြန်လာဆိုတော့ နောက်ထပ်တဆင်တော်သူသွားလို့ရပြီလို့တော့တွေးထားတာပေါ့နော်ထင်မြင်မိတာပေါ့အဲဒါကတော့ပြောဖို့ဟိုစောသေးတာပေါ့နော်စောသေးတာပေါ့ခုနပြောသူသူကင်းတော့သူများနိုင်ငံတွေမှာကင်းတော့တွေပါအများကြီးရှိရတယ်သူအချက်လက်တွေပါနေကြတယ်အားလုံးဟောဖြစ်တော့ကျွန်တော်တို့ကတော့ရောက်ရင်တော့ပူကောင်းတာပေါ့ဘာပဲဖြစ်ဖြစ်ပူဝမ်းသာကြာကြီးပေါ့အဲ့တော့ရောက်ကြောက်ရင်တော့ပူကောင်းတော့ဟောတပည့်ဟိုတယောက်နေအတွက်တော့ဟိုပြောပြမတတ်အောင်ဝမ်းသာတာပေါ့နော်အဲ့တော့ဟို ရန်နဲ့မောင်နှင်းပေးတတ်တယ်အားလုံးဝမ်းသာနေမယ်လို့ထင်ပါတယ်ကျေးဇူးပါကျေးဇူးပါ